ဘလောင်းငွေကုန်ကြေးစားခံလဲမိပကြီးလို့တောက်ပါတဲ့ပရိဝတ်ဒီပုံကောင်းကောင်းမရသေးတဲ့ဟေးဝီရဲနဲ့ဆိုပြတဲ့စဉ်ပရိသတ်များအလုံးမင်္ဂလာပါရှင်အခုလက်တလောဆိုရှယ်မီဒီယာကိုဖွင့်လိုက်ရင်မင်္ဂလာပွဲသတင်းတွေမင်္ဂလာအကျိုးဓာတ်ပုံလှလှလေးတွေနဲ့တော်တော်လေးကိုစီကားနေတဲ့အချိန်လို့ဆိုရမှာပါ အထူးသဖြင့်ပရိသတ်တွေရဲ့အာယုံဆိုင်မှုအမြင့်ဆုံးရနေရင်အနုပညာရှင်မင်္ဂလာပွဲကြီးနှစ်ပွဲကတော့အပြိုင်ဆိုင်ဖြစ်နေပါတယ်။တပွဲကတော့နိုင်ငံကျော်ထိတ်တန့်စတားတွေဖြစ်တဲ့ငယ်စဉ်ဆုံးတွေဟင်းဝီရဲ့လေဆိုပြည့်သင်တို့ရဲ့မင်္ဂလာပွဲပါ။နောက်တပွဲကတော့ဇက်ဘူမင်းသမီးမီးပစီတို့ရဲ့မင်္ဂလာပွဲပါ။ ဒါပေမဲ့အထူးခြားတာကပြည်သက်တွေရဲ့ဝေဖန်သုံးသပ်မှုတွေထဲမှာငွေကုန်ကြီးကျအများဆုံးခံပြီးတော့အခမ်းအနားဆုံးပြင်ဆင်ထားတဲ့ထိတ်တန့်စတားဆောင်တွေရဲ့ဓာတ်ပုံတွေကအနုပညာအမြင်နဲ့ခေမီစမ်းသိမှုမှာဇက်ဖို့မင်းသမီးလေးမေပကြီးရဲ့ဓာတ်ပုံတွေကိုလိုက်မှတ်မိဘူးဆိုတော့မှတ်ချက်တွေထွက်ပေါ်နေတာပါ။ ပရိသတ်တွေအားလုံးမျောလင်းတကြီးနဲ့ဆောင်စားခဲ့ကြတာကတော့ဟင်းဝင်ရဲ့နေဆိုပြတဲ့ဇင်တို့ရဲ့ပရိဝတီဓာတ်ပုံတွေပါ။မဖြစ်လို့လေဆိုတော့ဒီဓာတ်ပုံတွေရိုက်ကူဖို့အတွက်ကုန်ကြစိတ်ကတိမ်ပေါင်းတောင်းချီအကုန်ကြခံခဲ့ပြီးတော့တရုတ်နိုင်ငံကနာမည်ကြီးရေခဲတောင်ထိတ်အထိကိုပိုင်ကျက်လျင်တွေရဟတ်ရင်တွေဆင်းလုံးငါပြီးတွားရောက်ရိုက်ကူခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။ဒီလောက်ငွေတွေပုံအောင်ပြီးတော့ဒီလောက်ခံထားတဲ့နေရာဒီတွားရိုက်မှာတော့ဘလူတောင်အမကန်လှပပြီးတော့တောက်ပနေတဲ့ဓာတ်ပုံတွေထွက်လာမလဲလို့လူတိုင်းကမျောလင်းခဲ့ကြပါတယ်။ဒါပေမဲ့ဓာတ် ုံတွေတကယ်ထွက်ပေါ်လာတဲ့အခါမှာတော့ပြိသက်တွေကဟင်းကနေဖြစ်သွားခဲ့ကြပါတယ်။ထင်းတလောက်မလှပမခမ်းတာပဲတာမန်ဓာတ်ပုံတွေလိုပဲဖြစ်နေတယ်။ငွေကုန်ကြေးကျခံထားတာနဲ့ထွက်လာတဲ့ရလက်ကမတန်မှုဆိုတဲ့ဝေဖန်တဲ့တွင်ချက်ချင်းဆိုသလိုထွက်ပေါ်လာခဲ့ပါတယ်။ အဓိကပြဿနာကတော့ဟင်းဝီယန်နဲ့ဆိုဗီယက်သင်းတို့ဇုံတွေရဲ့ဖက်ရှင်အမြင်ပဲဖြစ်ပါတယ်။သူတို့ဇုံတွေဟာဖက်ရှင်နဲ့ပတ်သက်လာရင်အမြင်နဲ့ ग्वान နေဆိုလိုတာကအမြင်နဲ့မှားယွင်းတဲ့ဝိစုံတွေကိုရွေးချယ်မိတတ်တယ်ဆိုပြီးပရိသတ်ရဲ့ဝေဖန်မှုတွေကိုခံနေရတာကြားပါပြီ။အရင်တစ်ခါဟင်းဝီယန်ကဆိုဗီယက်သင်းကိုလက်ထပ်ခွင့်တောင်းတဲ့ proposal ပွဲမှာတောင်းမင်းသမီးဆိုဗီယက်သင်းဝင်ဆင်ခဲ့တဲ့ခေါင်းဝင်ကြီးကချက်ချင်းတောင်းတဲ့တူတယ်လို့ social media တခွင်မှာဝိုင်းပြီးတော့ hard type ဝေဖန်ခဲ့ကြတာပေါ့။အခုသိန်းတောင်းချီကုန်ကြခံပြီးတော့တရုတ်ပြည်တီသွားရတဲ့ပြည်ဝတီတပ်ပုံတွေ င်မှာလည်းဒီ fashion ကွမ်းနဲ့အမားတွေကထပ်ပြီးတော့ပါဝင်နေပါသေးရဲ့ပရိသတ်တွေအဓိကထောက်ပြနေရကမင်းသားဟင်းဝင်းရဲ့ရဲ့ဝတ်စုံမှာသူကခံရတဲ့အနောက်တိုင်းသတို့သားဝတ်စုံဖြစ်ပြီးလောင်းကုတ်အရှိကြီးကိုဝတ်ဆင်ထားတာပါ သူကခံရတဲ့အနောက်တိုင်းသတို့သားဝိဇုံကိုဝိဆင်ထားပေမယ်။အောက်ကပစိုးကိုသတို့သားပုံစံခန့်ခန့်ညာညာတောင်းရှိပစိုးဝေးရမယ့်အစားတာမန်လောင်းကုတ်ရှိပုံစံမျိုးကိုဝိဆင်ထားတာကိုတွေ့ရပါတယ်။ဈေးကြီးတဲ့ဝိဇုံနဲ့ဒီလိုမျိုးလောင်းကုတ်ပေါင်းစပ်လိုက်တဲ့အချိန်မှာဓာတ်ပုံထဲမှာကြည့်ရတာအရန်ကိုတောဆန်နေတယ်။မလိုက်ဖက်ဘူးဓာတ်ပုံရဲ့တန်ဖိုးကိုဈေးပေါ်သွားစေရဆိုပြီးတော့ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။မင်းသမီးဆိုပြတဲ့စီရဲ့တချို့သောဝိဇုံဒီဇိုင်းတွေကလည်းခိမိစမ်းသစ်တဲ့သတို့သမီးပုံစံမျိုးမဟုတ်ဘဲနဲ့ရှေးခေတ်ဇလန် ်တွဲတွေကကိုရင်မေတော်နဲ့တူတယ်ဆိုပြီးတော့ပြောဆိုနေကြတာပဲဖြစ်ပါတယ် ငွေတွေဒီလောက်ကုန်ကြခံကိုပိုင်လျင်နေတဲ့တကူးတကသွားရပြီးမှထွက်လာတဲ့ရလက်ကဒီလောက်ပေးလားဆိုပြီးတော့ပရိသတ်တွေကတော့မေးခွန်းထုတ်နေကြတာပါဒီအချိန်မှာပဲတခြားတစ်ပတ်မှာမင်္ဂလာပွဲကျင်းပတော့မယ်ဇက်ဖို့မင်းသမီးမေးပကြီးရဲ့ပရိဝတီဓာတ်ပုံတွေထွက်ပေါ်လာခဲ့ပါတယ်မေးပကြီးတို့ဆောင်တွေကတရုတ်ပြည်ကိုလည်းမတော်ခဲ့ပါဘူးရေခဲတောင်ပေါ်မှာလည်းမတက်ခဲ့ပါဘူးပြည်ထဲမှာပဲရိုက်ကူးခဲ့တာပါဒါပေမဲ့သူတို့ရဲ့ဓာတ်ပုံတွေကအရန်ကိုခင့်မိတယ်အနောက်တိုင်းဆန်ဆန်နဲ့မိမ့်မှန်နေတယ်ဓာတ်ပုံအလင်းအမှောက်ဝတ်စုံဒီဇိုင်းကအစနိုင်ငံတကာမဂ္ဂဇင်းတစ်စောင် ောင်လို့အဆင့်မီနေတယ်ဆိုပြီးတော့ချီကျူးတန်တွေတခဲနဲ့ထွက်ပေါ်လာပါတယ်ဆုံးပြောရရင်တော့ဟိဝင်းရဲ့နယ်ဆိုဖိသစင်တို့ဇုံတွေဟာငွေကုန်ကြီးစားများစွာခံထားပေမဲ့ဖက်ရှင်အမြင်မရှိရကြောင်းဘလောက်ပဲကြိုးစားပြင်ဆင်ပါစေမိဘကြီးတို့ဇုံတွေလိုတောက်ပပြီးတော့ကြည်ကောင်းတဲ့ဓာတ်ပုံကောင်းနေမရသေးဘူးလို့ဝေဖန်ခံရတာပဲဖြစ်ပါတယ်ဒီဇုံတွေနှစ်ခုရဲ့ပရိဝတ်တီဓာတ်ပုံတွေမှာဘယ်ဇုံတွေကပို့ပြီးတော့ခင့်မိတယ်ဘယ်ဇုံတွေကပို့ပြီးတော့ကြည်လို့လှတယ်လို့ထင်ပါသလဲမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်